အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်အပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်နော်။ဒီကနေ့မှတော့ကဗျာဆရာနိုင်မြန်မာရဲ့ကဗျာအချို့ကိုဖတ်ပြပေးပါရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူ Like ပါခံစားနားဆင်ပေးကြပါဦးနော်။လက်ငါးချောင်းအဘိဓမ္မာလက်တီးကိုကြစ်ကြစ်ပါအောင်စုပ်ကြည့်ကြစ်ကြစ်လစ်လစ်ရှိဖို့ဆိုတာ လက်၅ချောင်းလုံးလို့တယ်လက်ဖွားထဲမှာတနောင်ရိုးကိုမြဲမြံစွာစုပ်ကင်ကြည့်မိမိယာယာရှိဖို့ဆိုတာလေလက်၅ချောင်းလုံးလို့တာပဲလက်ညှို့တစ်ချောင်းတည်းနဲ့တနတ်မောင်းကိုဆွဲ့ညင်နိုင်တာဟာကြံတဲ့လက်လေးချောင်းကတနတ်တင်ကိုစုပ်ကင်ပေးထားလို့ပါလက်တစ်ချောင်းတည်းနဲ့တော့မျက်နှာကောင်းမရနိုင်ပါဘူးလက်၅ချောင်းဖြန့်ကြည့်တဲ့အခါအတူအရှိမတူတာဟာ စိတ်ဝမ်းကွဲစရာတွေးကွဲစရာမဟုတ်ကိုယ့်အလုပ်ကိုပြီးအောင်လုပ်ကြတယ်လက်ကုပ်ဖက်တီးတီးလက်တီးပဲဆုပ်ဆုပ်ရန်သူကိုလက်ဆွဲနှုတ်ဆက်ဖို့တော့မရှိငါတို့ကိုငါတို့တိတယ်ဒါငါတို့ရဲ့အမိဓမ္မာတန်ခင်းတမန်ခင်းတွေနဲ့လက်ဆွဲနှုတ်ဆက်ချင်းပြုတဲ့အခါငါတို့ဖြန့်လိုက်တဲ့လက်ငါးချောင်းဟာငါတို့ရန်သူအတွက်လဝဆောင်လဲဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ် ငါတို့ညီညွတ်ကြရမယ်နိုင်မြန်မာဘရုံမကြာပန်းနိုင်ငံတော်ဘရုံမကြာပန်းတွေဟာရွှွန်တော်နွန်တော်တွေကပဲဖူးပွင့်လာကြတာပါ နှစ်ပျက်စီးခြင်း၅ဝါနဲ့အသက်ကိုရင်ပြီးဖရာတနေကြရပေမဲ့အပယ်လေးပါကတ်၃ပါရပြစ်၈ပါ ရန်သူမျိုး၅ပါ ဝိပတ္တိတရား၄ပါးယတနာတရား၅ပါးတို့မှခခတ်သိကင်းလွတ်ငြိမ့်သည့်ဖြစ်၍အဆုံးစွန်သောဘဝ၌ဤရှင်တော်နွန်တော်တဲကနေကျုပ်တို့ရဲ့မြမပြည်ကြီးဘရုံမကြပန်းကဲ့သို့ပွင့်စေတည်းနိုင်မြမဇတ်သိငန့်တေကြောက်ချမလားကြောက်တွားမလားဆိုပြီးတောင်စကားများနေတဲ့ကြားသေးကောင်းကြီးက အဆွဲတွေထုတ်ထုတ်ပြနေတယ်အဆွဲထုတ်ပြယုံမကလို့ခုံကြီးတော်ပဲအုပ်အုပ်လောက်တဖွာဝါနဲ့ပုတ်စော်နန်းနေတဲ့ကြာမေသာစားကျင်လို့ရမလားဇတ်သိန်းငန့်နေတောက်ရှက်မရှိ လောက်တက်နေတဲ့ငပိကောင်တွေကဖလန်းဖလန်းထားပြီးငါတို့ကိုအမိခတ်ပြနေလေရဲ့အမိခတ်ပြယုံမကထပြီးတော့ပဲခုံးနေနေငပိကောင်ဖြစ်နေတဲ့ငါ ရေးကူးကျင်လို့ရမလားဇက်သိငန်းတုံးတကြောက်ကန့်အမားတွေနဲ့လျှောက်ရန်ငားနေတဲ့အောက်တန်းစားတွေရဲ့ဇက်သိငန်းလမ်းဆုံးမေတိရွာမရှိကြပြစရာနိုင်မြမှာ